ထိုင်းနိုင်ငံကကာစီကွန်ပန်ဆိုဝေးဖြစ်တဲ့ K+ ဆိုဝေးကနေပြီးတော့မြန်မာနိုင်ငံ K ဖဲအကောင့်ထဲကိုပတ်စံလွှဲတဲ့နှီးလိုင်းကိုပြုတ်ပြောင်းပေးမှာဖြစ်ပါတယ်။ K+ ဆိုဝေးထဲကိုဝင်သွားလိုက်ပါ။ transfer ကိုနှိပ်လိုက်ပါ။ပန်ဆိုဝေးပတ်စံကိုနှိပ်ပြီးတော့ဆက်ဝင်သွားလိုက်ပါ။ international transfer ကဘာလုံးပုံပေါ်တဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။မိတ်ဆွေတို့အနေနဲ့ ပထမဆုံးဝင်လွဲရည်ဆိုလို့ရှိရင်တော့လွဲတူကိုယ့်ရဲ့လိပ်စာကိုအရင်ဆုံးဖိပေးဖို့လိုပါတယ်။ရုပ်စိတ်ကြိုက်ခိုင်းနိုင်ကနာမည်လိပ်စာတစ်ခုခုထည့်လို့ရပါတယ်ပေါ့နော်။ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ okay ကိုနှိပ်လိုက်ပါ။ next ကိုထည့်နှိပ်သွားလိုက်မယ်။ okay ဒီထဲမှာကျွန်တော်မြန်မာနိုင်ငံကိုလွဲသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့မြန်မာကိုလိုက်ရှာလိုက်ပါ။ကျွန်တော်အပေါ်မှာခြိုက်ပြီးရှာလိုက်မယ်။ okay မြန်မာလို့ရိုက်ရှာလိုက်ပါဒီမှာ။ accept ကိုနှိပ်ပေးလိုက်ပါ။ ုန်းနံပါတ်နေရာမှာကျွန်တော်တို့ KPay ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးလိုက်ပါ KPay ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမိငွေပေါ်မှာနောက်မြန်မာ ချက်ကိုဒီနေရာမှာရိုက်ထည့်ပေးပါဥပမာတသိန်းချက်ဆိုပါစို့တသိန်းချက်ကိုကျွန်တော်တို့ရိုက်ထည့်ချိလိုက်မယ်ဝယ်မယ့်ငွေပုံမှန်နာကိုရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်အောက်သားလေးမှာဘတ်ငွေနဲ့ဘယ်လောက်ကျတယ်ဆိုတာကိုသူပြပေးနေမှာဖြစ်ပါတယ်ဒီမှာပေါ့နော်ပြီးတော့တော့ပတ်သက်မှုကိုတစ်ချက်နှိပ်ပါမီတာစုဆိုမီတာစုပေါ့နော်တငယ်ချင်းဆိုတငယ်ချင်းယူလိုက်ပါ နိုင်ကိုနှိပ်တွားလိုက်လို့ရပါပြီ။လေးသွားမဲ့ဘဏ်အကောင့်နံပါတ်နဲ့ဘဏ်နံပါတ်ကိုတခြားလေးစစ်ဆေးလိုက်ပါ။ confirm ကိုနှိပ်လိုက်ပါ။ကြည့်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ငွေလွှဲတာအောင်မြင်သွားပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေပါစေခင်ဗျာ။